ည်သူလူထုနဲ့ဘာသာရေးအဆောင်တွေကိုပုံမပြတ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ရှုံးနေတဲ့ဆိုးဆူဟာမလ19ရက်ည7:00နာရီဝန်းကျင်မှာလဲစကိုင်းမြို့နယ်မင်းကွန်းရှေဟောင်းရင်ကျေးမှုဒေသကိုတိုက်နေရင်နဲ့ပုံကျဲပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဆိုးဆူတွေဟာမင်းကွန်းဒေသမြာသိန်းနယ်စီရီအနီးကိုပေါင်200လို့ယူဆရတဲ့ပုံတလုံးကျဲချပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်ခဲ့တာကြောင့်မင်းကွန်းပထိုးတော်ကြီးနဲ့မြာသိန်းနယ်စီရီကြားက ဖုန်ကြီးကြောင်းနဲ့သာသနာ့ကစောင့်တချို့ထိမှန်ပျက်စီးတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။မင်းကွန်းဒေသမှာယခုရပိုင်းပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပေမဲ့မင်းညကတော့တိုက်ပွဲဖြစ်တာမရှိပဲစိုးစုကလေရင်နဲ့အနိုင်ပြန်ဝဲပြီးဘုံကျဲသွားတာလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစိုးစုတွေကနေအိမ်တွေကိုဖောက်တင်းလူရဲ့မိရှူတာဒေသခံတွေကိုထင်တိုင်းဖန်စီငွေညစ်တက်ဖြတ်တာတိုက်ပွဲဖြစ်ပွားချိန်မတရားနဲ့မန္တလေးဘက်ကနေလက်နက်ကြီးနဲ့ထူတာစတာတွေကြောင့် မင်းကွန်းဒေသမှာရှိတဲ့ရဟန်းတန်ငါးတွေအပါအဝင်ဒေသခံပြည်သူအများစုစစ်ပေးရှောင်ထွက်ပြေးနေရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမင်းကွန်းဒေသမှာစကိုင်းမြို့ပြစောတိအဖွဲ့ခေါင်းဆောင်ရွှေကြားနဲ့နောက်လိုက်တွေတုတ်တင်ရှင်းလင်းခံရပြီးတဲ့နောက်စိုးစုကမင်းကွန်းတိုက်နယ်လက်ပံရွာကိုတုံးချိန်မိရှို့လို့အင်ချေရာနဲ့ချိန်မိလောက်ကြာကြခဲ့ရပါသေးတယ်။